ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလို့ဇလန်းလေးကိုတင်ဆက်ပေးမယ်ဆိုတာပရိသတ်များကနားဆင်အားပေးကြပါအောင်ရှင်။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇလန်းလေးကိုဆက်လိုက်တော့မယ်နော်။ဆူညာဆူညာနဲ့ကောင်မလေးတွေအတန်ကြာလို့ကျမလမ်းကြည့်လိုက်မိပါတယ်။ လက်စားတတ်သောသင်နန်းသူတိုင်အသေးနံတွေစားစရာတွေကိုစီဆွဲပြီးစကားဖောင်ပွဲကအဆောင်မကို ပြန်တက်လာကြပါတယ်။သူတို့လဲတန်စီကပြန်လာကြတာထင်လို့ကို့ဘာသာကိုမှတ်ချက်ချလိုက်ပါတယ်။သူတို့ကတော့ကျမောက်လှမ်းနှုတ်ဆက်လေးရဲ့တီချေဒီနေ့ဘဲမှမတော်ဘူးလား။အေးကွယ်တီချေဘဲမှမတော်အပ်ပါအောင် စာရီအေးစိတ်ရေးရမယ်လေ။အဲ့ဒီလိုပြောပြီးကျမတတိချကြည့်လိုက်တော့ ဟိုတလောကတတိလစ်ပြီးမူလဲသွားတဲ့တင်နန်းသူလေးမိုးတိမ်လွာကိုပါတွေ့လိုက်ရပါတယ်။တမီးနေကောင်းသွားပြီလား။ဟုတ်တယ်ချေကောင်းသွားပါပြီ။အေးအေးကျမ်းမာရီကောင်းမှကို့ယူမန်းချက်ကပပောက်မြောင်ရှိမှကျမ်းမာရီကိုတော့အထုကယူဆိုင်နော်။ဟုတ်ကဲ့တီချေသူတို့နဲ့အပြန်အလှန်ပြောရင်သူတို့အုပ်စုတွေကဖြူနေဖွဲ့ကိုကြိလိုက်တော့လေမျက်မှန်ထူထူကြီးတက်လို့ကျမဖောင်ကြီးတင်နန်းတက်တော့က ကျမ်းမာရေးဝန်ကြီးဌာနကအရှာရှိတရားရေးစကားကို ကြားရမိသေးပါတယ်။သူပြောတာကတော့တချို့လူငယ်တွေပညာရေးတော့ကောင်းချပါရဲ့ကျမ်းမာရေးဘက်ကကျရင် အားရစရာမရှိဘူးတဲ့။ဆယ်တန်းမှာဂုံတို့တွေတန်းစီပြီးအောင်နဲ့ကလေးတချို့ဟာအယိုးပေါ်အရင်တည်းကလေးတွေဖြစ်လို့တချို့ကမျက်မှန်ထူထူကြီးတွေနဲ့တိုင်းမြေအတွက်ဘယ်လိုများအကျိုးပြနိုင်ကြပါမလဲတဲ့။အရာရှိရဲ့စကားကိုကြားရောက်ရင်ကျမကလေးတွေကိုဂိယုနာတက်လာပါတယ်။တကယ်တော့သူတို့တက်တဲ့တင်တန်းက ပြင်းထန်တဲ့တန်တန်းတော့မဟုတ်ပါမြန်မာပြည်တန်တန်းတလျာတက္ကသိုလ်ပေါင်းစုံကဝန်ထမ်းတွေကိုကွန်ပျူတာစာကြည့်တိုင်းစားတဲ့ပညာရပ်တွေထက်မှန်ပို့ချသင်ကြားပေးတဲ့တန်တန်းမှာတက္ကသိုလ်ပေါင်းစုံကနေရန်ကုန်တက္ကသိုလ်မှာပဲလာတက်ကြတာပါမြန်မာပြည်အနှံတက္ကသိုလ်ပေါင်းစုံအားဆိုတော့ဒီရောက်မှသူတို့တဦးနဲ့တဦးရင်းနှီးကြောင်းဝင်ကြတာပါဒါပေမဲ့သူတို့ကြည့်တော့ငွေပေါင်းကြီးပေါ်တွေအတိုင်းနောက်ကျပြောင်းကြကြီးစေကြပျော့စရာတော့အတော်လေးကောင်းတာပါ ပြောစရာကောင်းတဲ့ဒီတန်းမ်းမှာသူတို့ဘာကြောင့်ကျမ်းမာရီချွတ်တဲ့ကြတာလဲလို့ကျမတွေးနေမိပါတယ်။သူတို့တယောက်နဲ့တယောက်ခေါ်ကြပုံလေးတွေကလည်းထူးခြားပါတယ်။တနေ့တော့အဆောင်အောက်မှာရောက်နေတဲ့တင်းနှန်းသူလေးတယောက်ကအပေါ်မှာရှိတဲ့သူတို့တငယ်ချင်းကိုလှမ်းခေါ်ကြပါတယ်။ရေသနာပုံရေရေသနာပုံအောက်မှာဧည့်သည်ရောက်နေရဲ့သူတို့ခေါ်လိုက်တဲ့နာမည်ကိုကြတော့နာမည်လေးကလှလိုက်တာလို့ကျမတွေးလိုက်မိပါတယ်။ မိဘတွေကယတနာတွေစုပုံထားတယ်ဆိုတော့အတိတ်ပဲနဲ့သူတို့သမီးကိုအမျက်တနို့ယတနာဘုံလို့အမည်ပေးထားထင်ပါတယ်။နာမည်လေးကလှလဲလာပါတယ်။အတိတ်ပဲလေးပြေဝရဲစိတ်ကူးကောင်းနေလို့ကျမတွေးမိပါတယ်။နောက်ကြလာတော့ကျမတတိထားမိသွားပါတယ်။သူတို့နာမည်အရင်တွေခေါ်ကြတာမဟုတ်ပဲကုန်။မန္တလေးယတနာဘုံတက္ကသိုလ်ကလာတဲ့သူကိုယတနာဘုံနဲ့မကွေးတက္ကသိုလ်ကလာတဲ့သူကိုမိုးတိမ်လွားတဲ့နာမည်လေးလာရဲဆိုပြီး တိန်လွားလို့ခေါ်ကြသလိုမိုးညင်းရလာတဲ့ဖြူနှင်းဖွေးကိုလည်းဖြူနှင်းဖွေးလို့ပဲသူတို့ခေါ်ကြတာကိုတက္ကသိုလ်တွေကရုံးဝင်နှန်းတွေဆိုတော့အိမ်အောင်မရှိသေးတဲ့အပြုတ်လေးတွေပါသလိုအိမ်အောင်တဲ့ကလေးမလေးလည်းပါကြတော့ညညဆိုရင်ခင်မုန်းတဲ့စီကချစ်သူစီကမိဘစီကစသည်ဖြင့်အတီတီဖုန်းနေဝင်လာတတ်ပါတယ်ဖုန်းဆက်တဲ့အခါဆက်စာကြက်တဲ့အခါကြက်နေပေါ်စင်ဆက်မပြန့်တည်ယူနေရတဲ့ပညာခက်ကြီးလေးကျမတင်နန်းသူတွေအကြောင်းတွင်ရင် ဟိုရှိနေကတင်နန်းသူတွေကို တွားပြီးတရေရမိပါတယ်။အဲ့ဒီနေ့ကတင်နန်းသူကလေးမတွေကိုအစာမှုကအပေါ်ထက်မှထားတာပါ။ကျမတို့တတိဆောင်ကညညီထက်ရဲပါ။အလဲထက်ရဲအပေါ်ဆုံးထက်ရဲဆိုပြီးသုံးနဲ့ရှိတာကိုအပေါ်ဆုံးထက်မှတင်နန်းသူတွေရှိတော့အဆောင်ရှိမှကောင်းလေးတွေဂီတာလာသီးပါရော်လီကာမလေးတွေကလည်းအခန်းကိုစီကနေပြူတီပြူတီကြီးကြရထင်ပါတယ်။အစာမှုကလည်းအလင်းသားလာချက်ချင်းတီးတော့တာပဲ။ တအောက်ကြတော့ကောင်မလေးတွေဂီတာသီးတဲ့ကောင်လေးတွေကိုချောင်းမချင်နိုင်ကြတော့ပါအောင် ကောင်မလေးတွေအပေါ်ထက်တက်လိုက်အောက်ထက်ဆင်းလိုက်အလုပ်တွေရှုပ်နေကြတွေ့ရောအဆောင်ရှိကဂီတာသီးနေကောင်လေးတွေကလည်းဂီတာမသီးတော့ပဲတအံ့တအော့ကျင်းနေကြပါတယ်တကယ်တော့သူတို့ဂီတာလာသီးကြတာကိုချောင်းကြည့်မိကြလို့အပြစ်တန်ကြားခံရတယ်ဆိုတော့သူတို့မသိရှာကြပါဘူးအပြစ်တန်မှာပဲအဲ့ဒါကြောင့်လေညာသွင်းခြင်းသူတို့တွေပြစ်စီတေချကြတာပေါ့ ဒါကြောင့်လည်းအဆောက်မှုအပြုတ်ကြီးဖြစ်နေတာထင်ပါရဲ့ခေတာတိရဲ့ကောင်းလေးတွေကလည်းကာမလေးတွေနဲ့တင်နှမ်းမှအတူတူတချို့တက်ကတော်တခုတွေကအတူတူလာကြတာဆိုတော့တင်နှမ်းရောက်တော့ကာမလေးတွေကသူတို့ရဲ့ဖြစ်ချောင်းကုန်စင်ကိုအကုန်ပြောပြကြတာပေါ့အဲ့ဒီတော့သူတို့တွေကငိုအားထက်ရေအားတန်ဆိုသလိုတဝါတဟာ ရေးကြရတယ်တဲ့ကျမတို့အဆောင်ရဲ့စီကံကအဲ့ဒီလိုမျိုးပါကျမလည်းတောက်တူဆံမလို့ရင် ပါရကူပွဲအတွက် ကျမ်းပြူနေစေကာလာဆိုတော့အလုတ်ကများပါတယ်။အဆောင်ရဲ့ကြောင်းရဲ့လှဲ့နှံစေးရဲ့ကလွေးရင်မော်ဘီကိုတပတ်တစ်ခါမှသွားဖြစ်ပါတယ်။အဆောင်ရောက်ရင်လည်းအခန်းထဲမှာပဲတကုတ်ကုတ်နဲ့စားရီလုပ်နေရပါ။ကျမအခန်းမေကတငယ်ချင်းဆရာမကကျမကိုအပြစ်ပါလို့သိမထွက်တာလေဆိုတော့ကျမကကောက်ရောကနဲ့ပေါက်ရောကကုမဆူလို့လို့ဖြေခဲ့ပါတယ်။သူကအန်အော်တကြီးနဲ့ကျမပြန်မိပါတယ်။ဘာလဲကွာကောက်ရောကနဲ့ပေါက်ရောကဆိုတာ။ အဆောင်မှာကြည်လေဆီယာမတွေကကောက်တောက်တောက်နဲ့ပေါက်တောက်တွေချီးပေးနင်းကရောကောက်တဲ့အထဲမှာပါလားပေါက်တဲ့အထဲမှာပါလားငါကောက်တဲ့အထဲမှာတော့မပါမခံနိုင်ဘူးပေါက်တဲ့အထဲမှာပဲပါမယ်အဲ့ဒီလိုပြန်ပြီးတော့မီးရဲ့တငယ်ချင်းကရှဲလိုက်ပါတယ်ကျမတို့ရဲ့ချင်းချင်းနောက်နေကြတန်းကြတော့တင်နန်းသူတွေကမေးကြပါတယ်တီချေတီချေပြောတဲ့ကောက်ယောဂနဲ့ပေါက်ယောဂဘယ်လိုယောဂမျိုးလဲ ခေါယောဂါဆိုတာစာရီကြည့်အားကြည့်ပြီးစာဆိုစာပင် တခြားဘာမှမသိတော့အောင်ပြောတာဟိုနေ့ကအခန့်အဆင်းမှစာရီတအားကြည့်ပြီးသူ့တငယ်ချင်းခန်းခဏသွားတယ်လေသူ့တငယ်ချင်းခန်းမှာကျဲဦးတွေကိုတွေ့တော့ဖောက်တောက်ချင်စိဖြစ်လာနေဖောက်တောက်လိုက်တာကျဲဦးချောင်းလုံးကုန်သွားတယ်သူ့ရဲ့တငယ်ချင်းကလည်းသူ့စိတ်မသွားနိုင်တဲ့ရက်တွေမှာဒီကျဲဦးတွေကြော်စားမယ်ဆိုပြီးဝဲထားလေစိတ်ထဲမှာနည်းနည်းတော့ကတိကတောက်တော့ဖြစ်သွားတာပေါ့စာရီကြည့်နေကြလို့မအားတဲ့ကြားရရလီ ဖောက်တောက်လိုက်တဲ့ဆရာမနောက်တော့ပြောတယ်လေသူအဲ့ဒီနေ့ကအရာအလုံးသိပါတယ်ခွင့်တောင်းဖို့လည်းသိတယ်တဲ့ဒါပေမဲ့ခွင့်မတောင်းနိုင်တော့တောက်ချစ်ချင်နဲ့တောက်လိုက်တာလို့ပြောပြီးကျုပ်တွေပြန်ဝယ်ပေးခဲ့တယ်တဲ့အဲ့ဒါစိတ်မထဲနိုင်တော့တာလုံးဝစိတ်ကူးလိုက်ရင်စိတ်နောက်ကိုပါဒီဇိုင်းမမတ်လုံးတက်တဲ့တဘောအဲ့ဒါအလုံးလုံးယောဂပဲကျမရှင်ပြတော့ကလေးတွေကအံ့ဩကုန်ကြပါတယ်သူတို့အံ့ဩကြပေမဲ့ကျမကတော့မအံ့ဩမိသေးပါဘူး ကျမရဲ့ကိုသွေးဖျက်ကကြက်ဥဖောက်တော့တယ်ဆီယာမနဲ့ခက်စစင်ရင်ဒါကြောင့်ကျမကိုချင်းစာမိပါတယ်ကျမလည်းစာဆိုစာမစာသမားလीကျမဆယ်တန်းအောင်စင်ကတိတ်ပံတွဲနဲ့အောင်ခဲ့တာပါကျမတို့ခေတ်တုန်းကတိတ်ပံတွဲဆိုတာမြန်မာအင်္ဂလိပ်သင်ချာယူပတာတို့ဇေဝစားတဲ့ဘာသာတွဲတွေပါတာလीကျမသင်ချာယူပနဲ့ဓာတုသုံးပါးအကုန်လုံးပါပါတယ်မြန်မာစာဝါသနာပါလို့မြန်မာစာအဓိကယူပြီး တက်ကတော်တက်ပါတယ်။ကျောင်းပြီးတော့တက်ကတော်မှာပဲဆီယမလုတ်ခဲ့တာပေါ့။ကျောင်းတက်နေစဉ်ကာလာတစ်လျှောက်နဲ့ဆီယမလုတ်နေစဉ်ကာလာတစ်လျှောက်လုံးနဲ့အိန်နာကလေးတွေဆွေမျိုးသားချင်းရဲ့ကလေးတွေကိုကျမတိတ်ပံတွေ့ရပါတာတွေအားရင်အားသလိုသင်ပေးခဲ့ပါတယ်။ကျမပါရကူပွဲအတွက်ကျန်းနေတွေ့ရမယ်နှစ်မှာတော့မော်ပြီးအောင်ကျမရဲ့ချစ်လာစွာသောသူကဆယ်တန်းပြရမယ်နေ့ဖြစ်နေပါတယ်။ကျမတစ်ပတ်ကိုတခါမော်ပြီးသွားပြီးတူလေးကိုစားရပြပေးခဲ့ပါတယ်။ တူလေးကိုစားပြပေးရတာတစ်ဖက်ကျမရဲ့ကြမ်းကိုပြုစုရတာတစ်ဖက်ဌာနလုံငါတစ်ဖက်ဆိုတော့ကျမအရန်ပြင်မှန်ပါလိမ့်ဘယ်လောက်ကိုမစိုးအချိန်ဆွဲပြီးလုံးလုံးမရအောင်လိစိတ်ထဲမှာလှုပ်ဖို့တခုခုကိုကြံရွယ်လိုက်ရင် ထမင်းပကံကလက်ထဲရောက်ပြီးသားဖြစ်နေသလိုစောက်တုပ်ကိုရှာဖို့စဉ်းစားလိုက်ရင်စောက်စင်ရှိကလူကအလိုလိုရောက်ပြီးသားလိအဲ့ဒီလိုလုပ်လေဌာနတာဝန်တွေဆင်မျိုးသားချင်းတွေတာဝန်တွေနဲ့ကိုကြောင်အောင်မြင်အောင်ပြုစုနိုင်တာဒါကို ပါရဂူပွဲယူထားတဲ့သူတွေအလုံးသိကြပါတယ်။တနေ့မှာတော့ကျမအဆောင်ကော်ဒီတာမှလမ်းလျှောက်ရင်းအဆောင်ဘက်ကိုထိုးထွက်နေတဲ့တရက်ကန်းချစ်စီကိုမျက်စိရောက်သွားပါတယ်။စိတ်ထဲမှာစိတ်ဆုံနေတဲ့တရက်ရက်တွေကိုသဘောကျသွားပြီးလှမ်းဆွဲချင်စိတ်ပေါက်သွားပါတယ်။ဆွဲမဲ့ဟန်ပြင်ရင်ကျမကိုကျမပြန်ထိတ်လိုက်ပါတယ်။တော်သေးရပေါ့ကျမတကယ်လမ်းမဆွဲမိလို့လှမ်းဆွဲလိုက်ရင်အဆောင်ဘက်ကပြုတ်ကျပြီးသိမှလိမ့်။တရက်ကန်းချစ်က ကျမအလွယ်တကူလှမ်းဆွဲလို့ရတယ်အနေထားမျိုးမှမရှိဘူးလေအဲ့ဒီနေ့ကစပြီးကျမတတိဝင်သွားပါတယ်စာဆိုစာပဲဆိုရဲစိတ်ကိုတထစ်ရှော့ချခဲ့ရပါတယ်အလုပ်တချို့ကိုလည်းရှော့ချပြစ်ခဲ့ပါတယ်ဥပမာတခြားတယောက်လှုပ်ပေးနိုင်တဲ့ဆွေမျိုးသားချင်းတွေတာဝယ်မျိုးတွေကိုပေါ့မဟုတ်ရင်ကျမပြောတယ်ခေါက်ယောဂါကကျမစီကိုကူးခတ်လာမှလိနောက်ထပ်ကြံတဲ့ယောဂါတစ်ခုအဲ့ဒါကတော့ပေါက်ယောဂါပါပဲ အဲ့ဒီယောဂကတော့တကယ်ဖြစ်တယ်ယောဂမဟုတ်ပါဘူးဟန်ဆောင်ထားတဲ့ယောဂပါပဲဟန်ဆောင်ထားတဲ့ယောဂဆိုတော့အဲ့ဒီယောဂကကုလို့မရဘူးလေကုရာနတ်တီစေမရှိပေါ့ဒီယောဂကတဦးတယောက်စီရဲ့မတူညီအတွေ့အခေါ်တွေကနေအခြေခံပြီးဖြစ်လာတာပါဒါပေမဲ့ဒီယောဂကလူတွေကိုအကျိုးပြုပါတယ်ငိမ့်ချရဲ့အတွင်ကိုစောင့်ပါတယ်ဘာကြောင့်လဲဆိုတော့အချင်းချင်းစကားတွေဝိုင်းဖွဲ့ပြီးပြောကြရင်စကြင်ဘတ်အတွေ့အခေါ်အယူဆတွေနဲ့ ငင်းချခုံကြရမယ်ဆိုရင်ဆက်ပြီးမငင်းချင်တော့တဲ့သူအလျှော့ပေးတတ်တဲ့လူအတိုက်ခံကိုရှောင်တတ်တဲ့လူကရူးချင်အောင်ဆန်လိုက်ကြတဲ့ယောဂါပါပဲတဟဲလှုပ်ပြီးပေါက်တောက်တောက်စကားတွေပြောပြီးစကားဝိုင်းကနေရှောင်ထွက်သွားတဲ့ယောဂါပါပဲအဲဒါကြောင့်ပေါက်ယောဂါဟာတကယ်ဖြစ်တဲ့ယောဂါမဟုတ်ဘူးဟန်ဆောင်ထားတဲ့ယောဂါလူတွေကိုအကျိုးပြုတဲ့ယောဂါငိမ့်ချရင်အတွင်ကိုစောင့်နေယောဂါလို့ပြောခဲ့တာပေါ့ဒီယောဂါဖြစ်တဲ့လူတွေက သူတို့ယောဂကိုတရက်သေးစုပ်ကန်ထားကြမှာလိ။ဒါကြောင့်မို့ကုရာနတ်တိဆေးမရှိလို့ပြောခဲ့ရလိ။နောက်တစ်ပတ်လောက်ကြာမှတော့ကျမအဆောင်ဧကန်းထဲမှာထိုင်နေစဉ်မိုးတိမ်လွာတယောက်ကိုလေအဆောင်ဧကန်းထဲမှာတွေ့လိုက်ပါလိ။ကျမက သူ့ကျမ်းမကြီးအချင်းနေတဲ့သတိလစ်တုံးကဘယ်ကနေဘလို့ဖြစ်သွားလဲလို့မေးတော့ပြောရမှာစိုးရင်တကြီးပုံစံမျိုးနဲ့ပြောတော့ပြောချင်တဲ့တီချေတီချေကြောက်မှာဆိုလို့ ခေါယောဂနဲ့ပေါယောဂကိုရှောင်နေရတဲ့အထက်သူပြောကမှကျမဘာအောင်မှမသိအတော်ကြောက်သွားပါတယ်။ရှင်းတွေတော့တော်တော်သုံသွားပါတယ်။စိတ်ထဲမှာလည်းတွေးလိုက်မိပါတယ်။မိုးတဲ့လွာရဲ့ယောဂကချက်ချင်းကြီးထားဖြစ်ပြီးချက်ချင်းကြီးပြန်ကောက်တတ်တဲ့ယောဂမျိုးလား။စိုးရင်စိတ်တွေနဲ့ကျမကပြောတာပြောပါ သမီးရဲ့တီချဲတို့ကြိုသိထားတော့ကောင်းတာပေါ့။သမီးယောဂကိုအနာလူတွေတိမှသမီးအတွက်ကူတာပြီလို့လွဲမှာပေါ့။ သမီးအတွက်အဲ့ဒီလိုလေးတန်းလေးမပွင့်နဲ့ပြောရင် तू ဟာငငယ်လေးလုံနေပါလိပြီးတော့ရုပ်တရက်သမီးအတွက်မဟုတ်ဘူးတိချက်အတွက်အောင်မလီမိုးတိမ်တော့ဘာတွေပြောနေပါလိချက်သိန်းတွေတော့တပြန့်ပြန့်ထားချင်လာပါပြီမိုးတိမ်တော်စီကဘာအထူးဆန်းတွေကြားရမှာပါလိကြားလေကြားချင်ပါလိကြောက်လေကြောက်လာတယ်လို့လို့ကျမရဲစေးတင်ပြီးသမီးမိုးတိမ်တော့ဘာပဲဖြစ်ပြောပါ သမီးတို့တီချဲတို့အားလုံးကမိဝေးဖောက်တွေချီးပဲလီဒီမှာအတူတကွနေကြတဲ့အခိုက်တက်မှာအားလုံးကမိသားစုတွေပဲဘယ်ကြောင်းရအောင်မဆိုပုံမှန်လေးပြောဆိုဆွေးနွေးကြတာကောင်းပါတယ်ဒါဆိုသမီးပြောမယ်တီချဲကြောက်တက်လားတကယ်တည်းမိုးသိမ်သွားတယောက်တော့အကြောင်းရင်းကိုမပြောမီကျမရှင်တွေတုံအောင်အမျိုးမျိုးပြောနေပြမှာပြီဒါပေမဲ့ကျမကပဲတီချဲမကြောက်တက်ပါဘူးဒါဆိုသမီးပြောမယ် ။သူကမူးလဲတဲ့ညကဖြစ်ချောင်းကိုစင်ကို ပြောပြပါတော့တယ်။သူပြောတာကတော့သူမူးလဲတဲ့ညကသူတို့ခန်းထဲမှာတရေဖြစ်ချောင်းထိုင်မျောနေကြတာတဲ့။သူတို့ပြောတဲ့တရေကဒီအဆောင်ကတရေတဲ့။အဲ့ဒီတရေကအဆောင်နည်းပြသေးလို့ဖြစ်တဲ့တရေတဲ့။သို့တော့ရန်ကုန်တက္ကသိုလ်ချင်းတီထောင်ဆကလေးကအဆောင်နည်းပြဆ iam မလေးတယောက်အဆောင်ဆွဲလက်မီတည်သွားတာကြောင့်ဒီအဆောင်မှာပဲမချွတ်မလွတ်တဲ့ဘဝနဲ့နေရဲလို့ ူတို့တယောက်တစ်ပေါက်ပြောနေကြပါတယ်။စကားဝိုင်းပြီးတဲ့အခါမှာမိုးတိမ်လွားအပြင်ကိုထွက်လိုက်တော့ကျမရဲ့အခန်းဘက်ကိုမျက်နှာမူမူရဲ့ဆိုရင်ပဲကျမအခန်းပြင်နာအမောင်ထုထဲမှာမိမသရံပုံရိပ်တစ်ခုကိုဝိုးတော်ကတွေးလိုက်ရပြီးစိမ့်လက်ဝင်းတောင်းနေမျက်လုံးတစ်စုံကိုသူတွေးလိုက်ရတဲ့အထိအဲ့ဒီမှာတင်သူအကြောက်လို့မိမိလဲကျသွားတာတဲ့။အော်သူတွေးလိုက်တဲ့မျက်လုံးစိမ့်နဲ့အရေးတရံကကျမအခန်းပြင်နာမှာဆိုတော့ तू ကသမီးအတွက်မဟုတ်ဘူး တီချက်အတွက်လို့ပြောခဲ့တာကိုသူတို့ပြောကြတဲ့အဆောင်နှီးပြဇလန်းကို ကျမတခါမှမကြားဘူးပါအဆောင်မှာစီကံတင်းချက်လုံးနဲ့အဆောင်နှီးပြတွေနဲ့အဆောင်မှုကိုသူတို့မကြည့်ကြလို့တမင်ဇလန်းထွင်ပြီးပြောတာလေဖြစ်နိုင်တာပဲလေအဲ့ဒီလိုတွေးခဲ့တော့လေမိုးတင်လာပြောတဲ့စကားတွေကို ကြားတဲ့နေရာစပြီးကျမလည်းကျမရဲ့အခန်းပတ်ဝန်းကျင်ကိုကြည့်ကကြောက်ရွံ့နေမိတယ်လို့ဒါအပြင် ကျမငငယ်တုန်းကဇာတိချက်မျိုးကြေးရွာလေးမှာ ကိုတွေ့ကြုံခဲ့တဲ့ဖြစ်ရပ်တခုကိုသွားပြီးသတိရမိပါတယ်။အဲ့ဒီဖြစ်ရပ်နဲ့မိုးတိမ်လွှာရဲ့ဖြစ်ရပ်ကိုဆက်ဆက်ကြည့်မိပါတယ်။ကျမငငယ်ကကြုံနေခဲ့တာကတော့ကျမတို့ကျေးရွာကြီးကအိတ်ကြီးအိမ်ကောင်းတွေခြံဝင်းကျက်ကြီးတွေနဲ့လေတွေကြာတွေလောက်တာမှသူရင်းကားတွေတိတ်တိတ်အိမ်မှာအများကြီးပါ။စပါသိန်းချိန်ဆိုတိတ်ပြီးပျော်စရာကောင်းတာပါ။စပါနေသူကနေကောက်လန်းနေတဲ့သူကတဲ့မုံစံထောင်းသူကထောင်းကောင်းငင်းပေါင်းသူကပေါင်းကောင်းငင်းချီတော့က ဖုတ်လိုက်ကြသည်ရလိကိုရိုင်းလို့ကိုရိုင်းစားကြငွေကြေးကုန်ကြတယ်ဆိုတာသိလဲမသိရှိလဲမရှိပါတနေ့ကုန်တနေ့ခန့်လေလေးချာထဲမှာအလုံးလုံးကြရင်ညနေစာထမင်းစားပြီးရဲ့နောက်လေတလင်းပြက်မှာလာတာတာတချင်တည်းအေးနဲ့အလုံးလုံးကြတာပါ နွားတွေကတော့အလဲလေနဲ့ခိုင်းကြတာပါ လူတွေကတော့မနာမနေအလုံးလုံးကြတာမှပျော်လို့ရွှင်လို့အတွေးကိုစီနေကုန်တည့်ရက်တစ်ချိန်မှာလာရောက်လောက်ကန်ကြတဲ့ အင်္ဂါတမအလုသမားတွေကလည်းစဘာသိမ်းမိတာနဲ့သူတို့ရဲ့လောက်ခစဘာကလေးတွေကိုတဲပြီးသူတို့ရဲ့မိသားစုတွေအတီးတီးစီကိုပြန်ကြပါတယ်။မိခင်ဖခင်တွေနဲ့အတူနေတဲ့သူတွေကသူတို့လောက်ခစဘာလေးတွေနဲ့မိခင်ဖခင်တွေကိုတမိုးတဝါစာဆံကြောကြပါတယ်။ဇနီးသားသမီးရှိသူတွေကလည်းချစ်လစွာသောဇနီးသားသမီးတွေနဲ့မျက်နှာကိုတဆိတ်ဆိတ်ကြည့်ရင်ပင်မသမျှအမောပြေကြမယ်ပေါ့။အလုရှင်တွေကလည်းဒီနေ့စဘာသိမ်းမိရင် မြေးသားများကိုရှင်ပြုကြမယ်အလူကြီးလူမယ်မြေးသားတွေရှိရအတွက်အကွက်ချစစ်စစ်မယ်ဒါတွေဒါတွေကသူတို့သူတို့မနာမနေအလုပ်လုပ်ကြတဲ့အကြောင်းရင်းခံကိစ္စတွေလေအဲ့ဒီလိုအတွေ့မျိုးစုံနဲ့ကျမတို့အိမ်သားတွေကလည်းအလုပ်လုပ်ရင်က တနေ့မှာတော့ဟိုဘက်ရွာမှာနေတဲ့ကျမအဖိုးအရေးပေါ်စိတ်ယုံတက်ရတယ်ဆိုလို့ခေါ်လာတယ်ဆိုရင်မယ်ဖေဖေနဲ့မမေကအဖိုးရှိအကိုချက်ချင်းလိုက်သွားကြပါတယ်အချိန်ကညနေ6နာရီကျော် ရှေးလူကြီးပဲပြောစကားအားဆိုရင် အပုတ်ချိန်မှာအလုတ်သမားတွေနဲ့ကျမရဲ့အကိုနှစ်ယောက်ကကောက်ပြန့်အတင်ပြန့်နေရကြအောင်အားလုံးတလင်းထဲမှာလီ ကျမတို့ရဲ့ခြံဝင်းကျက်ကြီးထဲမှာကကျမနဲ့ကျမရဲ့အမဝမ်းခွဲနှစ်ယောက်ထဲရဲ့ပါ အမဝမ်းခွဲကလည်းအဖိုးတို့ရွာမှာပဲနေရလီကျမတို့အိမ်အလုတ်လျှောက်ချိန်ဆိုရင်သူ့လလာနေပေးတတ်ပါရဲ့တဖြည်းဖြည်းနှစ်ယောက်ကပြောက်လို့လာရောက်တောက်လာပြီလေအဲ့ဒီအချိန်ရောက်မှကျမတို့ညီမနဲ့ရောက်ရေးချိုးကြပါလိမ့် အင်ချင်းရင်ကကိုကိုပင်ကြီးရဲ့မလန်းမကန့်ရေတွေမှာရေချိုးကြတာပါညီမနဲ့အောင်တယောက်နဲ့တယောက်မလန်းမကန့်ကနေရှေးစင်နောက်စင်ရေရင်းကြီးစီကိုသွားကြပါလိမ့်လာရောင်ဖြုတ်ပြအရေးအောက်မှာထမင်းလေးတွေရင်ရှားလို့ပေါ့ဟောသွားရင်ကဝင်းကနေနေရဲ့အလင်းရောင်တစ်စုံကို ကျမတွေးလိုက်ပြီးရုပ်တရက်အော်လိုက်မိပါတယ်မမဟိုဟိုဟိုမလောက်ပါအောင်အမလေးရေကြောက်လိုက်တာအဲ့ဒီလိုအော်ရင် ကျမတော်တော်ကြီးနဲ့အမကိုပြေးဖက်ထားလိုက်ပါလိ။အမကကျမလက်ကိုဆွဲပြစ်ထားတော့လေ။ကျမကတင်းတင်းကျပ်ဖက်ထားတော့သူ့ဖြေလို့မရပါ။ကြောက်စရာတွေ့တော့မှအားငယ်လိုက်တဲ့ဖြစ်ချင်းခြံဝင်းကျဲကြီးမှကျမတို့နှစ်ယောက်ထဲလေ။လာရအောင်မှတရရဲ့ဝါရီတကမမဲမမဲနဲ့ကျမတို့တကမှဒီလိုနှစ်ယောက်ထဲမနေဘူးကေ။ဖေဖေနဲ့သူ့မဟုတ် အမေနဲ့ဆိုရင်တော့လေတော်ပါသေးရဲ့လေ။အခုတော့အမနဲ့ပါ ကျမကြာလုံးလို့ဒုက္ခလုံးတုံနေပြီးအမအောင်ဖတ်ထားတာတော့နည်းနည်းမှမလျှော့ဘဆက်ကလည်းဟိုဟိုမမျိုးလုံးဝင်းချင်းတဲ့နှလုံးကြောက်ကြောက်တယ်အဲ့ဒီလိုမျိုးစိုးအော်နေမိပါတယ်ခဏကြာတော့ကျမအကြောက်တွေလို့မင်းအင်အားတွေကုန်လာပြီးအမကတော့လွတ်ပါငါ့ကိုလွတ်ပါဘမလည်းငါတိရစာကြည့်အောင်မယ်အဲ့ဒီလိုပြောက ကျမလက်ကိုဆွဲပြနေစဉ်အာတင်ထားပြီး လက်ကိုတော့ဖြည့်ပေးလိုက်ပါလိလက်ကဖြည့်မပေးရင်လေသူ့အလိုလိုဖြည့်လျှော့သွားတော့မှလိကျမအင်အားတွေကုန်နေပြီဒါကြောင့်စိတ်ယုတ်တင်းပြီးလက်ကိုဖြည့်ပေးလိုက်ကြလိလက်ဖြည့်ပေးပြီးတတိထားမိလိုက်တော့မှ ကျမရေချင်သွားပါတယ်ကျမတို့နေရာစလုံးကအင်းကြီးမပါထမင်းရင်ရှာကြီးတွေနဲ့အဲ့ဒီတော့မှကျမရဲ့အမဖြစ်သူကဗမာလေမျက်လုံးကြီးတွေငါ့ကိုပြဆန်းကျမကတည့်ရဲ့ပင်ကြီးအောက်ကို ထိုးပြလိုက်ပါတယ် အမကတော့စိတ်အီသွားတဲ့လေတန်းနဲ့အေးနင်းတော်တော်ဆိုးတာပဲအဲ့ဒီမှာနွားကြီးနှကောင်ချီထားမတွေ့ဘူးလားတကောင်ကဟိုဘက်လှဲ့နေတကောင်ကငါတို့ဘက်ကိုလှဲ့လို့တတိချာကြည့်အဲ့ဒီလိုဆိုလိုက်မှကျမကတရက်ပင်ချီအောက်ကိုတတိချာကြည့်ရတာပါဆော့ဆော့ကတော့ဟိုဝင်းကြီးတစုံကိုမြင်မြင်ချင်းမဲမျက်လုံးစုံမဲပြီးကျမအော်နေရလိအခုတော့ဟုတ်တာနွားနေကြီးနှကောင်ကိုတက်ပင်ရီထိုးထားတော့တတိချာကြည့်မှမြင်ရတာပါ ကျွန်မတို့ဘက်လက်နေရဲ့နွားနေကြီးရဲ့မျက်လုံးကိုတစ်မရေကြကလာရောက်ကထိုးနေပြီးအလင်းပြန်တာကိုမြင်ရတဲ့အနေအထားမျိုးမှာကျွန်မရရှိနေရပဲလေကျွန်မတယောက်တော့ရမှာမွေးဖာကြီးပြင်းခဲ့တော်လေနွားတင်ကုတ်ထဲကိုတခါမှညအချိန်မသွားဘူးခဲ့တလို့လေခွေးထဲမှာလေနွားမျက်လုံးကအလင်းပြန်တာကိုမြင်ရတဲ့အနေအထားမျိုးကနေကျမမမြင်ခဲ့မကြည့်ခဲ့ဘူးပါချင်းပြုံးမြုံကြုံမှုမှတည့်ရဆိုတာဒါမျိုးပါလားဒါက ကျမရဲ့ပထမအတွေ့အကြုံမှာဒုတိယအတွေ့အကြုံကတော့ကိုတွေ့မဟုတ်ပါအိမ်မနီရဲ့နှွားချောင်းကားလေးရဲ့ပြောစကားများတာပါ ကျမတို့အဖို့ကျမရဲ့အပြင်းထန်ဖြစ်လာတော့ဆေးရုံကလည်းလဲလျှော့လိုက်ပါတယ်ဒါကြောင့်မမေကအိမ်မခေါ်ပြီးပြုစုမယ်ဆိုက ခေါ်လာခဲ့ပါတယ်အဖိုးကတခြားယောဂအပြင်လေဖြတ်ထားတော့လေယောဂလေးရှိသေးတာပါတချို့ကလေယူလို့ပြောကြပါတယ်လေယောဂကသူ့ငိုခြင်းကို သူ့ရဲ့ချင်းရဲတဲ့မျိုးတချို့ကတော့ပြောပါလေအဲ့ဒါပြောကားတဲ့တခါတလေအိမ်ပေါ်မှာအငိမ့်မနေဟိုကြည့်တီကြည့်ပြူတူပြက်တဲ့ကလည်းကြည့်တတ်တရလေဘေးကလူတွေကြောက်လန့်ပြီးသူကြီးရဲ့နေရလိုက်ကြည့်တော့လေဘာမှမတွေ့ပါ နောက်တော့အဖိုးကနောက်ဘေးဘက်ကိုလက်ညှိုးထိုးပြနေပါလေညက်နေနေဝင်တရောအချိန်ရောက်တော့နောက်ဘေးဘက်ကဖို့ဖို့လို့တန်တွေကြားနေရပါလေကျမတို့အိမ်မှာငါထားတဲ့နွားချောင်းသားလေးကနောက်ဘေးလမ်းကြားဘက်ကိုထွက်ကြည့်လိုက်ပါလေ ်ပြီးတော့သူတော်တော်နဲ့ပြန်မြောက်လာချိန်ပါ သူပြန်ရောက်လာတဲ့ချိန်မှာတော့ကျမတို့ကိုစိတ်လှုပ်ရှားပွဲဖြစ်ရတဲ့ခုပြောပြခဲ့ပါတယ်အဲ့ဒါကတော့လင်းလဲတောက်ပါရင်မိလုံးနှလုံးကိုနောက်ဖေးလန်းကြမှာသူသွားတွေ့တာတဲ့မိလုံးနှလုံးကတလုံးနဲ့တလုံးမြအနေထားမျိုးနဲ့လှုပ်ရှားရင်လမ်းကြားတိုင်းသွားနေအောင်အလွန်မြန်ဆိုပဲသူကနောက်ကဖြေးလိုက်ပြီးသူ့ရဲ့လက်သုံးတော်လောက်လေးကွာနဲ့ပြတ်တော့တလုံးပြောက်သွားပြီးတလုံးကကြောင်ငယ်သေးတာတဲ့ သူ့အကြံနဲ့သလုံးနောက်ကိုဆက်လိုက်ရင်ခရေပင်ချီအရောက်တော့လောက်လေးကွာနဲ့ထပ်ပြစ်လိုက်ပါတယ်။ဒီရောက်နောက်သလုံးလေးပျောက်သွားပါတယ်။သူလဲမောလုံးလို့ခရေပင်ချီအောက်မှာနားနေလိုက်ရတာတဲ့ပြီးတော့သူ့ဟာပြောသေးတာလေ။ထူးဆန်းတဲ့ပြင်ကျွန်တော်ညချိန်မတော်လေရှောက်လေချင်းလဲနေရပဲတကားမှမမြင်ဘူး။အဲ့ဒီတော့ကကျွန်မကတော့တခါသေးဘူးပြင်ဖို့နားလေဆိုသလိုအမျိုးမျိုးတွေးတော့ကြည့်မိပါတယ်။ ဒီကောင်လေးနွားချောင်းရတာပင်မရတဲ့အချိန်အဖိုးကိုသတင်းနာမရဲ့သူတွေကလည်းဥဒဟိုးဆိုတော့ကွင်းနဲ့လည်းမတက်တာအိမ်ရောက်တော့လည်းရှုပ်ရှက်ခက်နေရပဲလို့တွေးပြီးခရေပင်ကြီးအောက်ကိုသွားနာရင်ငငယ်ကအဲ့ရဝင်ပုံမြင်တစ်ပိုင်းတစများတတိယတန်းတာနေရောသလားမိုးတိမ်တော်ကရော ကျမကိုပုံမြင်ပြောရလေသလားကျမငေစင်ကတွေးကြုံခဲ့ရတဲ့ဖြစ်ရက်နဲ့မိုးတိမ်တော်တွေးလိုက်ရတဲ့ဖြစ်ရက်နှစ်ခုကိုဆက်ဆက်ကြည့်မိပါတယ်ပြီးတော့ နွားချောင်းသားလေးပြောတဲ့ဇလန်းဖြက်တွေချင်းကတော့ခက်ဆစနူလေးကျမရဲ့ကိုတွေ့ဇလန်းအရာတော့ရမှာနွားမျက်လုံးမြင်ရတာတဘာဝကြပါလိမ့်ဒီတိတိဆောင်မမကကြောင်ရလွယ်လို့ဘာမှမရှိတကယ်လို့ကြောင်မဲ့ထားပါအောင်တော့မိုးတိမ်တာတွေ့လိုက်တာကလူအရမ်းမြင်အနေထားတော့မှကြောင်များဗီဒီယိုပေါ်ကြီးကုတ်တက်နေရလားဒါလည်းမဖြစ်နိုင်ပါဗီဒီယိုကအဲ့ဒီအချိန်မှာတခြားရွှေ့ထားတာပဲမိုးတိမ်တော့အလန်းတဲ့အချိန်ကနာခက်ပြီးစားဆိုတော့ အဆောက်မှာမီးကျိုးတွေမစင်ရသေးလို့ကျမရဲ့ခန်းရှင်းမှာဘာမီးမှမရှိပါချင်းမိုးတိမ်လာမြင်တာကလည်းမမဲမမဲနဲ့လူတယောက်ရဲ့အရေးလိုပြောကလည်းပါသေးရလိမ့်ကျမလည်းမိုးတိမ်တော့မကြောက်ဘူးလို့သာပြောခဲ့တာပါသူတွေ့ရာကျမအခန်းရှင်းမှာဆိုတော့ကြောတော့အတော်စိတ်နာဒီလိုနဲ့ကျမအခန်းထဲမှာမြေတားတော့ကိုသာနေစဉ်ရွံ့နေမိပါတယ်တနေ့ကျမအခန်းထဲကနေအပြင်ကိုထွက်ဟောတွေ့ပါပြီဝင်းကနေအလင်းရောက်တဲ့ လူရိတ်တခုကျမအာတမီတတိကြချစကြည့်လိုက်ပါရင်ကြည်ရင်ကြည်ရင်နှလုံးခုန်လို့ရမြန်လာပါရင်အဖြေတခုကိုတော့ကျမရလိုက်ပါရင်ဒါပေမဲ့ကြောက်စိတ်တွေကတော့ရက်တက်မသွားပါနှလုံးခုန်တော့ရက်သွားပြီလားတော့ထင်ရလောက်အောင်ကြောက်တာပါဒါတွေကိုဘသူ့ကိုမှကျမမပြောပဲအခန်းထဲဝင်ပြီးနားနေလိုက်ပါရင်နားယူကြည့်ပြီးအချိန်ကို အတိအကျမှတ်ထားပါရင်နောက်နေများမှလည်းညတိုင်းအဲ့ဒီအချိန်ဆိုရင် ကျမတကားလေးအသာလှက်ပြီးကြည့်မိပါတယ်။ကျမအခန်းရှိကို လာနေကြောင်းမျိုးလုံးစိတ်နဲ့သူ့ကိုအချိန်မှန်တွေ့ရပါတယ်။တညမှာတော့ကျမမိုးတိမ်လွာတော့အုပ်စုတွေက မကြောက်တတ်တဲ့သူတွေဆ iam မခန်းနဲ့လိုက်ခဲလို့ခေါ်ခဲ့လိုက်ပါတယ်။စိတ်ခခိုင်တော့ထားကြောင်းကြောက်တတ်ရင်တော့မလိုက်ခဲ့ကြနဲ့ပြောပြီးခေါ်ခဲ့ကြတာပါ။မျက်မှန်တူတူနဲ့ဖြူနေဖွေကတော့လိုက်မလာပါချင်း။သူ့အကြံနဲ့သူကသူ့လိုက်လာရင်အစီရင်ပြတ်မှလည်း ဒီဆက်ကွက်မှာသူကအခင်ရပါညာ9နာရီထိုးကနေတော့ကျမနာရီကိုတကြကြီးလုံနေမိပါတယ်9နာရီတိတိမှာတော့ကျမအခန်းရှိမှာဖက်နဲ့တက်တက်လေးကို ကြားပါတယ်ကျမအခန်းတကကိုအသာလက်ပြီးချောင်းကြည့်လိုက်ပါတယ်ဟော တွေ့ပါပြီမျက်လုံးစိတ်နဲ့မိန်းကလေးသူကကျမတကားဝကြည့်ရင် သူ့မျက်လုံးစိတ်ကိုတက်တက်တွေ့ရမယ်အနေထားမျိုးနဲ့ကျမမိုးတင်လွားတဲ့ငွေချင်းတွေကိုလက်ပြခွက်လိုက်ပါတယ်သူတို့ပြေးလာကြပါတယ် ပြီးတော့ရှင်ဘက်ကလေးများကိုဖိပြီးနောက်ပြန်လဲသွားကြပါတယ်။သူတို့ကြောက်လန့်တကြတော့မအော်ကြပါ။မအော်မိအောင်သတိထားပြီးကြည့်လို့ကျမအတန်တန်မှားထားတာကို။နောက်အဲ့ဒါဘာလဲရင်ဘာလဲတိချဲလို့ကျမတီးတိုးလီတန်နဲ့ဝိုင်းမိကြပါတယ်။တိချင်ရင်တိတိကျကျတော့ကက်ကြည့်လို့ပြောတော့သူတို့ကမကြည့်ရဘူးလို့ပြောကြပါတယ်။အဲ့ဒါဆိုရင်သမီးတို့ခန်းမှာဖြူနေဝေးရှိသလား။တွားကြည့်ကြလို့ပြောတော့သူတို့ကကျမအခန်းနောက်ပေါက်ကနေ တခြားခန်းကိုကူးသွားပါတယ်တခြားခန်းအနေနဲ့သင်သူတို့တွေအခန်းဘက်ကိုကူးသွားကြပါတယ်ကျမအခန်းရှိကိုသူတို့မဖျက်ရဲကြဘူးလीခဏကြာတော့ကျမခန်းကိုပြန်ရောက်လာကြပါတယ်ဖြူနှင်းဖွဲ့ခန်းထဲမှာမတွေ့ဘူးလို့ပြောပါတယ်ဆော့ဆော့ကတိချက်ခန်းရှိမှာတွေ့တာဖြူနှင်းဖွဲ့လို့ကျမပြောတော့သူတို့အားလုံးကဖြူနှင်းဖွဲ့ဟာဆုံးမကြီးလားတဲ့ကျမကဟာပပတ်ရေတော့သူတို့ကထထပ်ပြီးသားမင်းနေကြပါတယ်ဖြူနှင်းဖွဲ့ကတော့ သူကိစ္စပြီလို့အခုချိန်ဆိုသူ့ရဲ့အခန်းထဲမှာသူ့စိတ်ကူးနေသူပီတိဖြစ်နေလောက်ပြီလေအဲ့ဒီတော့မှကျမတွေ့ခဲ့မြင်ခဲ့တဲ့အကြောင်းတွေကိုတိတိကျကျရှင်းပြပါတယ်ကဲသမီးတို့ဖြူနှင်းဖွင့်ရညာ9နိုင်လောက်ဆိုရင် သမီးတို့အခန်းထဲကနေပျောက်ပျောက်သွားတာသတိမထားမိဘူးလားအဲဟုတ်တယ်တီချင်းသမီးလည်းသတိထားမိရဲ့ဟိုနေ့ညသူ့ကို9နိုင်ထိုးလောက်သမီးချတော့သူပျောက်နေရဲ့နောက်တော့ ဘေးကပြန်လာလည်းမသိဘူး။စတဲ့ဖြင့်တယောက်တစ်ပေါက်ဖြေကြပါတယ်။သူတို့ကမျက်လုံးပြူးပြူးပြဲတဲ့လူတွေနဲ့ဖြေကြတာပေါ့။ကျမကတော့ရဲလျက်ပါ။ကျမရဲလေသူတို့ကမချင်မရဲဖြစ်နေနဲ့စက်ပြီးမင်းနေကြပါတယ်။တိချေဘာလဲပြောပါတိချေရဲ့သမီးတို့ဖြူနှစ်ဖွဲ့ကိုကြောက်လာပြီ။မကြောက်ပါနဲ့မိုးပေါ်ထားပြစ်တာပါ။ဟဲဟဲမြန်မြန်ပြောပြပါတိချေရဲ့ အဲ့ဒီအခါမှာတော့ကျမတို့တို့ကိုတိတိကျကျရှင်းပြလိုက်ရပါတယ်။သူတို့ကအမတ်တပည့်နေကြတာကို ဖြူနေဖွေသူတို့နဲ့စကားစုပြောနေရင်အခန်းထဲကထွက်သွားရင်လက်ကင်ဖို့တလုံးပတ်သွားတယ်ဆိုတာသူတို့မှမသိကြလေ။ပြီးတော့ဖြူနေဖွေက ပါဝါများတဲ့မျက်မှန်ကြီးကို အမြဲတက်ထားလေ။ကျမအခန်းထဲကလည်းလူချေတိတ်တဲ့နေရာဖြစ်တော့ဖုံးစကားပြောရတာအကောင်းဆုံးနေရာပဲလေ။နာခဲ့ပြီးစချင်းဆိုတော့အဆောင်မှာလျှက်စင်မီကပြန်မြတ်သေးဦးလေ။ လူနေနေပါတဲ့ကျမခန်းပတ်ဝန်းကျင်မှာမီးရမှောင်နေရပါနောက်တစ်ခုကအရင်တော့ကျမခန်းရှိမှာဘီရိုပြက်ကြီးရှိပါတယ်အဲ့ဒီဘီရိုကြီးအခွဲရနေသူကအမြဲပြောတာဆိုတော့နေတိုင်းသူ့မမြင်ရဘူးလေနောက်ကဗီဇာမှာအမိုးပေါက်ကနေဘီရိုပေါက်ကိုမိုးရီကြောက်ကောင်မဆိုလို့လုံချုံတဲ့နေရာကို ကျမရွှေ့ထားခဲ့ပါတယ်အဲ့ဒီတော့ဖြူနှင်းဖွေးကိုအဝေးရမြင်နိုင်ပါတယ်ဖုန်းခေါ်ပြီးလို့စကားပြောနေတဲ့အချိန်မှာလည်း ဒီမျက်လုံးနှလုံးကိုမြင်ရမှာမဟုတ်လေဖုန်းရဲ့အလင်းရောင်ကမျက်လုံးကိုဟတ်နေတဲ့အနေအထားမျိုးမဟုတ်တော့လို့ပဲသူကဖုန်းခိုးပြီးပြောတာကတော့တင်နှမ်းမလာခင်ကမှလက်ထပ်ထားတဲ့အသည့်ဆက်ဆက်ခင်မုန်းတဲ့နေပဲချွေးချင်တိုင်းချွေးနှွေးချင်တိုင်းနှွေးနေလို့တော့တငယ်ချင်းတွေကြလို့မဖြစ်ဘူးလေဝိုင်းနောက်ကြမှာညာကိုနိုင်ထိုးချိန်မှာဟိုဘက်ကခုံရင်တငယ်ချင်းတွေတီးသွားမယ်ဒါကြောင့်သူကမယ်အမြဲခေါ်ခဲ့တာသူခေါ်တော့ကြည့်လေ ဖုန်းရဲ့အပြရောင်အနေနဲ့ကပြလဲလဲနဲ့တောက်နေလေဖုန်းနဲ့မျက်နှာနဲ့ကမျက်နှာချင်းဆိုင် အနေထားမြို့ထားပြီးနှိပ်ရတယ်လေဖုန်းရဲ့အလင်းရောင်ကမျက်နှာပေါ်အမျက်မှန်ကိုတွားထုတ်ရတာပေါ့မျက်မှန်ကပါဝါထိတ်ထားတယ်မျက်လုံးတငယ်အိမ်လောက်အဝိုင်းလေးတက်တဲ့မှာဖုန်းရဲ့အလင်းရောင်ကထိုးပြီးအလင်းပြန်နေရောအမောင်တဲ့မှာမျက်လုံးနှလုံးကစိမ့်နဲ့တောက်ပနေလိုက်တာအဲ့ဒါကြောင့်ကျမတတိကြားကြည်ညာကကြည်ရင်ကြည်ရင်တိလျက်သားနဲ့ကြောက်လာလို့ နောက်ပြန်ဆုတ်ခဲ့ရတာပါကြည်လေအလင်းရောင်တစ်စုံကအမောင်ထဲမှာတောက်လာလေးပဲလူရိတ်ကလည်းအမောင်နဲ့အလင်းကြမှာဝိုးသဘလှုပ်ရှားနေရကြောက်စရာ ပုံမကောင်းလာပါတယ်ကျမတို့တို့ကို အသေးစိတ်ရှင်းပြတော့သူတို့တငယ်ချင်းရဲ့လှုပ်ဝက်ဇလံကိုသူတို့အံ့ဩကြပါတယ်အခုချိန်မှာကျမအခန့်ရှိကဘီရိုကြီးကလည်းပုံမှန်နေရာမှာရှိနေပြီးမို့သူတို့လှုပ်ဝက်ထားတဲ့တငယ်ချင်းဖြူနှင်းဘွေကိုဘီရိုအကွဲကနေချောင်းပြီးဘာတွေပြောနေရလဲနားထောင်မယ်တဲ့ နောက်ည9နိုင်ခွဲလောက်ရောက်တော့ကျမရဲ့အခန်းရှင်းနာမှာရေတံတွေကြားနေရပါတယ်ထွက်ကြည့်လိုက်တော့ဟိုအုပ်စုပါတီချေမိမိတိလားမိမိရေရတယ်တီချေရေရရတယ်ဘာလဲတမီးတို့ပြောကြပါအောင်ဖြူနှင်းဖွေးပေါ်ဖြူနှင်းဖွေးလေမျက်လုံးကတောင်ဝါတတရဲ့ရေရတယ်တီချေရဲ့သူ့လူနဲ့စကားတွေပြောနေတာဘာမှမဟုတ်တာတွေပြောပြီးချွဲနေတာသူ့လူက ပါမဝတ်ချက်နေပေါက်နေပြီလို့ပြောတော့ဖြူနှင်းဖွေးကအယမ်းမညက်နဲ့မောင်းရဲ့ပါးပြက်မှာအမရွတ်တွေကြံခဲ့လိုက်မယ်ဒီကနေလမ်းပြီးညက်ပေးရမလားတဲ့ဟာဟာဟာရေရတယ်တိချက်ရဲ့အဲ့ဒီလိုရေရင် ပြောရင်ပြ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 ေးကြပါလိမ့်ပြီးတော့မိုးတိန်လွာကိုအော်ခေါ်လိုက်ကြပြီမိုးတိန်လွာရေမိုးတိန်လွာ ဖြူနှင်းဖွေးရဲ့လှုပ်ဝက်ပုံမြင်က မောင်းပါးပြက်မှာအမရွတ်တွေကြံခဲ့လိုက်မယ်တဲ့ပြိတ္တများရှင် အခုတင်ဆက်ပေးခဲ့တဲ့ဇလန်တွေကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီ။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။နောက်နေ့တွေမှာလည်းဘလို့ဇလန်လေးကိုတင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကစောင့်မျှော်အားပေးကြပါအောင်ရှင်။ဇလန်လေးကိုနားဆင်ပေးပြီဆိုတော့ကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျမတို့ရဲ့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်များနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာ 播《打啦 A 梦》的星。